ုနောက်ပိုင်းဆိုတော့လူတွေအစုလိုက်အပြုံလိုက်သေးတာတွေเนาะဟိုမှတ်မှတ်ရရပြောရလို့ရှင်ကိုဗစ်ကာလလောက်ကလေးကတွေ့ရတယ်မြန်မာနိုင်ငံတွေကအရာနှံပြားမှာပေါ့เนาะအဲ့တော့ဒါတရားပါကြောင့်ဖြစ်ကြတာတော့ဆိုတော့ချုံပြောရင်ကတ်ဆိုင်နေတာကဘာကြီးမှာမနေ့ကပဲဦးဇင်းတို့ကြည့်ပေါ့ Air India လေချောင်းအိန္ဒိယလေချောင်းလိုင်းတစ်ခုပြတ်ကြသွားတာအဲ့ဒီထက်မှလူပေါင်း242ဦးပါတယ်တဲ့ เนาะအိန္ဒိယအိန္ဒိယကလူမျိုးတွေအများဆုံးပေါ့အိန္ဒိယလူမျိုးတွေအများဆုံးပါတယ်အဲ့တော့ဒါတွေဟာဦးဇင်းတို့ခဏခဏတွေ့နေရတယ်ဟိုနားမြေပြိုလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးဒီနားရေကြီးလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးဟိုဘက်နိုင်ငံလေရင်ပြတ်ကြလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးလာခဏခဏတို့တွေ့နေရတယ်အဲ့တေးခြင်းတရားနဲ့ပြောမယ်ဆိုလို့ရှိရင်ဟိုမြတ်စွာဘုရားလည်းဟောထားပြီးတော့တေးခြင်းတရားဟာမျက်စိတမင်လျှက်တဲ့အတွင်းပါ ကွေးတော့လည်းမဆက်မီဆန်တော့လည်းမကွေးမီမှာတေးနိုင်တယ်လို့မြတ်စွာဘုရားကဟောကြားထားတာဖြစ်တဲ့တော့ဒါကတော့တခဏထားပေါ့အဲ့တော့တေးချင်းတွေကိုဦးဇင်းတို့ပြန်ကြည့်လိုက်ရင်တေးချင်း၄မျိုးရှိတဲ့ထဲမှာအခုဘာကံတွေနဲ့တည်နေကြတာလဲဆိုတော့ဥပ္ပစိတကကံလေဥပ္ပစိတကကံဆိုတာကအဲ့အရှိကဟာလေးကိုပြောမှတို့နားလည်ဖို့ပို့ပြီးလွယ်မှာပေါ့တေးချင်း၄မျိုးရှိတဲ့ထဲမှာနံပါတ်၁ကကံကုံရင်လည်းတည်နိုင်တယ် ပြီးအသက်တက်တန်းကုန်ရင်လည်းသေနိုင်တယ်ပြီးလို့ရှိရင်အသက်ကံနှမျိုးလုံးကုန်ပြီးတော့လည်းသေနိုင်တယ်နောက်တစ်ခုနံပါတ်၄ကဥပိ္ပစေတကကံခေါ်တဲ့ကံကုန်အသက်ကုန်ကံကုန်လို့သေနိုင်တယ်အသက်ကုန်လို့သေနိုင်တယ်ကံအသက်နှစ်ပါးကုန်လို့သေနိုင်တယ်ပြီးရင်ကံဝတ်အသက်ကမကုန်သေးဘူးဒါပေမဲ့ဥပိ္ပစေတကကံအဲ့ဒီအသက်ကံနှစ်ပါးလုံးမကုန်မဲနဲ့နော်တည်သွားတယ်ဆိုလို့ရှိရင်ဥပိ္ပစေတကကံကြောင့်တည်တာအဲ့ဒါအတိုက်ပြီးတည်တာလင်းပြတ်ကြပြီးတည်တာလို့ဆိုတာကတော့အသက်တန်းအပြင်းရတော့တော့ မကုံသေးတဲ့လူတွေများတယ်။ဘာကြောင့်ဒီထဲမှာ340အရွယ်တွေလေ။အကန်ကုံတာကတော့ဒါမပြောတတ်ဘူးပေါ့နော်။ဖြစ်နိုင်တာကတော့အသက်ကန်နှစ်ပါးလုံးမကုံဘဲနဲ့ဥပ္ပစေတကကန်ကြောင့်သေးတာလည်းဖြစ်နိုင်တယ်။အဲ့တော့ဥပ္ပစေတကကန်တွေဘာကြောင့်ဖြစ်တာတုံးဆိုလို့ရှိရင်အသက်ကုံမှာကြီးတဲ့ပုံစံတွေကိုစော်ကားလို့အဲ့ဒီဥပ္ပစေတကကန်တွေဖြစ်ရတာ။ဥပ္ပစေတကကန်တွေနဲ့ကြုံရတာ။ဘာကြောင့်လို့ဆိုတော့သူကကံတွေအကြောင်းကိုပြောလို့ရှိရင်ဥစ္စုံတို့ အင်မတော်ကနည်းနည်းတယ်ရှုပ်ထွေးတယ်အဲ့ဒီထဲကဒီဥပိစေတကကံလို့ခေါ်တဲ့ကံပေါ့တနည်းအားဖြင့်ဥပဃာတကကံလို့လည်းသူခေါ်တယ်တဲ့အဲ့ဒီကံကသူကကုသိုလ်တွေအားနေတဲ့ချိန်ကိုစောင့်နေတာတဲ့ကုသိုလ်တွေအားနေတဲ့ချိန်မှာသူကဝင်ပြီးတော့အကျိုးပေးတာမကောင်းတဲ့ကံပေါ့နော်အဲ့တော့ဒီဥပဃာတကကံမှာလည်းမကောင်းတဲ့ကံအကုသိုလ်ကြီးရှိတာမဟုတ်ဘူးကောင်းတဲ့ကုသိုလ်လည်းရှိတယ်နော်ကုသိုလ်ဥပဃာတကကံအကုသိုလ်ဥပဃာတကကံအဲ့ဒီဥပဃာတကကံကိုတနည်းအားဖြင့်ဥပိစေတကကံလို့ခေါ်တယ်တဲ့ နော်အဲ့တော့ဥပကာရကကံတတိယမြေဥပိစတကကံပေါ့အဲ့ဒီကံကဘယ်လိုလဲဆိုတော့သူကကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတယ်ဥမာကုသိုလ်အားနေနေတဲ့ချိန်ဆိုလို့ရှိရင်အကုသိုလ်ဥပကာရကကံဝင်ဖြတ်ဥကတတ်တန်းစစ်နေရဖို့ကုမာရှိပင်ရှိ냐တော့လေကုသိုလ်ကအားနေနေတယ်နော်စဏ္ဍကကံလို့ခေါ်တယ်အဲ့ဒီကုသိုလ်အားနေနေတာကိုဥပကဥပကာရကကံအားကြီးနေပြီဆိုလို့ရှိရင်အဲ့ဒီဥပကာရကကံအနိုင်ယူရတာ အကုသိုလ်ကံလေးကိုအဲ့ဒါလိုပဲအကုသိုလ်ဥပကာရကကံကအာကြီးနေမယ်ဆိုလို့ရှိရင်အကုသိုလ်ကံကိုအနိုင်ဥမာအပြပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အဲအစားတသမင်းဟာနောက်ဆုံးမြတ်စွာဘုရားရှင်ကိုစီးကပ်ပြီးတော့ဟိုတောတာဘဏ္ဍမတီဝဘူးဥပဒကအဖြစ်ခံယူသွားတယ်အမှန်တမ်းကကြီးညူတယ်ပုထုရှင်ပုဂ္ဂိုလ်တွေမှာဇာတတမင်းလောက်ဘုရားတရားတန်ခါရဏသုံးပါးကိုကြီးညူတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ထာကထာမှာဖွင့်အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကဘာကြောင့် ငရေကြရတာတော့ဝေစီငရေမကြပဲလောကကုန်ငရေကြသွားတယ်နော်ခြုံပြောရင်ငရေကြသွားတယ်ဘာကြောင့်ငရေကြတော့ဒီမှာကုသိုလ်တွေလုံးဘာကြောင့်လို့ဆိုတော့ဟောကအကုသိုလ်ဥပကရကကံကဒီကုသိုလ်ကံထပ်ပို့ပြီးတော့အင်အားကြီးနေအဲ့တော့ကြောင့်ဒီကုသိုလ်ကံကိုသူကအနိုင်ယူပလိုက်အနိုင်ယူပြီးတော့လောကကုန်ငရေကိုချပလိုက်တကယ်ဆိုလို့ရှိရင်တော့ပိသန္တရိယကံထိုက်ထားတာပိသန္တရိယကံတွေက ထင်ရှားသုံးပြောရင်ဖေတက်တဲ့ကံပေါ့အဲ့ဒီကံကြီးထိုက်တာတဲ့ပုံကူကတော့ဝေစီငရေကြောင်ဒါပေမဲ့နည်းနည်းလေးတော့တတ်တာပါတယ်ဥပကာရတုတ်ပေမဲ့ငရေကလည်းလုံးဝမလိုဘူးဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ခုနကပြောတဲ့ကုသိုလ်ကံကိုအဲ့ဒီအကုသိုလ်ဥပကာရကကံကဘိုးပြီးအားကြီးနေရဖြစ်တော့အနိုင်ယူပါတာကြီးတဲ့လူကငယ်တဲ့လူငယ်တဲ့လူကြီးတဲ့လူအနိုင်ယူလို့ပဲပေါ့အဲ့ဒါလို့ပဲကုသိုလ်တွေအားကြီးနေမယ်ဆိုလို့ရှိရင်လေအဲ့ဒီကုသိုလ်ဥပကာရကကံအကုသိုလ်ကံလေးတွေကိုအနိုင်ယူနိုင်တယ်တဲ့ဘာကြောင့်လို့ ဦးဇလိုအင်ကူလီမာလာကြီးလူပြည့်စင်ကာလကလူတွေတတ်တယ်လေလက်ညှိုးတွေဖြတ်တယ်အဲ့ဒီအကုသူကံရှိတယ်အဲ့ဒီအကုသူကံကအရိယာမတ်တီးဟူသောကုသူကံလောက်သူကအာမကြီးဘူးအရိယာမတ်ကုသူကအင်မတန်မှအာကြီးတာဖြစ်တဲ့အတွက်အဲ့ဒီသူတက်ခဲ့တဲ့အကုသူကံတွေကိုကုသူဥပကရကကံကအနိုင်ယူပြီးတော့အကျိုးပေးသွားတယ်နော်အဲ့တော့ပြောချင်တာက ဦးဇင်းတို့ကုသကံတွေအားနေနေပြီဆိုလို့ရှိရင်ဥပကရကခေါ်တယ်ဥပစေတကကံတွေကဝင်ရောက်ပြီးတော့အကျိုးပေးတတ်တယ်အဲ့ဒါလေးကိုမမေ့နဲ့အဲ့တော့ကြောင့်အရှင်မြတ်အဲ့ဒါဆိုလို့ရှိရင်လေဥပစေတကကံနဲ့မတည်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကြီးတဲ့ပုံကိုယ်တွေနော်အတက်ကုံကကြီးတယ်ဆိုတော့အတက်ကုံကိုယ်တက်ကြီးတဲ့ပုံကိုယ်တွေကိုရှ िख ိုးတဲ့အယူသေးပြူးတဲ့မလေးမစားမလုံးနဲ့တဲ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကံတွေ နဲတယ်အရိကံတွေကိုပယ်ဖျောက်လို့ရတယ်နောက်တစ်ခုကတော့ခြုံပြီးပြောရင်ကုသမင်းများလို့ပေါ့ကုသအားကြီးနေမယ်ဆိုရင်ဥပဥပစေတကကံမဝင်နိုင်ဘူးတဲ့ဝင်ပြီးမလုံနိုင်ဘူးတဲ့เนาะအဲ့တော့အခုတည်နေကြတယ်တည်နေကြတယ်တွေ့နေရတာဒါဥစဉ်တို့လည်းဒီ6လပိုင်း28ရက်နေ့ထိုင်းနိုင်ငံမာချူလာတက္ကသိုလ်မှာတွားပြီးတော့ပညာသင်မှာလေရင်စီးရမှာပဲနေရာတွေပြောင်းအောင်မယ်ဘယ်အကုသကံနဲ့ဥစဉ်တို့တည်မယ်ဆိုတာမသိဘူးဒါအသေးဆိုးတွေပဲအသေးဆိုးနဲ့တည်ကြတာအဲ့တော့ ဟိုစကလုံးသုံးလုံးလေးကတော့ကြားကောင်းခြင်းမှာကြားကောင်းတယ်အသေးစိုးနဲ့မသေးခြင်းဘူးဆိုရင်ဦးဇင်းတို့ဒီချိန်နဲ့ကုသိုလ်တွေကောင်းကောင်းလုပ်ဖို့နေ့စဉ်အာဆင်ဂန်ကုသိုလ်တွေကိုနောက်ပေါင်းမဲ့ကုသိုလ်တွေဘာကြောင့်လဲအဲ့ဒါလေးလောက်ကတာတော့ဆိုရင်အချိန်မျိုးတည်သွားနိုင်တယ်အခုသွားတဲ့ထဲမှာဆက်ပြီးဆွဲထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်တယ်မိသားစုပုံလေးသူတို့တည်မယ်လို့ဒါနောက်ဆုံးပုံလို့နောက်ဆုံးဓာတ်ပုံရိုက်လိုက်ချင်းလို့သူတို့ဖယ်တိပါမလဲနော်တည်မယ်တာတည်သွားတာ တေတာတော်တီးတီးချင်မှတီးလိုက်ပါအဲ့တော့ဦးဇင်းတို့ဟာချိန်မြေးတည်သွားနိုင်တယ်ချိန်မြေးတည်နိုင်တယ်မကောင်းတဲ့ဟာတွေတိတ်မလို့ကြားနေတော့နော်ကဘာကြီးကက်ဆေးနေပြီအဲ့တော့ဥပိ္ပစေတကကံနေနဲ့နော်ကာတိုက်ရင်နစ်မြေငင်လို့တိုက်ပြီးလေရင်ပြတ်ကြကာစီရက်ဒါသေးဟာဥပိ္ပစေတကကံနေအဲ့ဒီဥပိ္ပစေတကကံနေတဲ့ကိုမပါရအောင်ဘယ်လိုနေရမလဲဆိုတော့ငါပြောတဲ့ကုသိုလ်များများလုပ်ပြီးတော့ ကုသိုလ်ကံတွေအားကောင်းနေလို့ရှိရင်အကုသိုလ်ကံကမဝင်နိုင်ဘူးဒါကြောင့်ကုသိုလ်တွေများများပြုလုပ်ပြီးတော့အားလုံးနေနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်